Vivo H200 Ultra Phone လေးကတော့ညမလက်ထဲကိုရောက်ရှိနေပဲဖြစ်ပါတယ် First impression လို့ပြောတော့ ready ပဲနော်ဒီတော့အဆုံးနဲ့ဆက်လက်ကြည့်ရှုပေးအောင်နော်ကင်မရာရှယ်ကျဲနေလို့နာမည်ကြီးနေတဲ့ဖုန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကင်မရာကနေစပြီးတော့ပြောလိုက်မယ်။ဒီဖုန်းရဲ့ Ultra Wide က iPhone 60 Pro Max ရဲ့ main camera နဲ့ sensor site တူတူသုံးမိထားတယ်။ zoom camera မှာဆိုရင်လည်း OnePlus 30ရဲ့ main camera နဲ့ same size sensor ကိုတူတူသုံးမိထားတယ်။အကောင်းတွေပဲစုနေရမျိုးပေါ့။အရာအနေနဲ့ဆိုရင် black saver နဲ့ red ဆိုပြီးတော့သုံးအောင်လာတယ်။ညမလက်ထဲမှာကင်ထားတာတွေကတော့ red color လေးပဲဖြစ်ပါတယ်။ USB A2 USB C နဲ့အတူ90 watt wire ချက်ချင်းဆက်ပုတ်ပေးထားပါသေးရဲ့အရင် Vivo H100 Ultra ကိုအသုံးပြုနေတဲ့သူတွေကိုပြောချင်တာလေဒီဖုန်းလေးကပိုပြီးကြီးတာကြောင့်ကင်မရာဘက်ကလည်းပိုပြီးထူတာလေဆိုတာပဲ ဒီ H200 Ultra မှာဆိုရင်6မွေရဲ့ display glass နဲ့အတူအနည်းငယ်ကပ်ဖြစ်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်မြမအနေနဲ့ဆိုရင် Vivo H100 Ultra ရောက refresh product နဲ့တူပြီးတော့ဒီ H Ultra နေရာမှာဆိုရင် solid 2လို့ခန့်စားရတယ် နောက်ပြီး flashes ရဲ့အတိုင်းပဲတကယ်ကို technology အကောင်းစားတွေကိုစုစည်းပေးထားတယ်။ performance အတွက်ဆိုရင် Snapdragon 8 Eli နဲ့အတူပိုကြီးတဲ့ 6000mAh battery ကိုလည်းထည့်သွင်းပေးထားသေးတယ်။ bright ပိုဖြစ်တဲ့ zoom lens, amoled photo sensitive main lens အပြင် kiss at ultraviolet အသစ်တွေကိုလည်းပေါင်းစပ်ပေးထားပါသေးတယ်။မြန်မာနေနဲ့ဆိုရင်အခုချိန်မှာကင်မရာကောင်းတဲ့ဖုန်းတစ်လုံးကိုပြပါဆိုရင် Vivo X100 Ultra ဖုန်းကိုပဲပြမိမှာဖြစ်ပါတယ်။ ကင်မရာရှင်မရှဲကောင်းတဲ့ဖုန်းလိုချင်တဲ့သူရဲ့အတွက် Vivo H900 Ultra ဖုန်းလေးက 4K မှာရှိတဲ့အတွက်ကြောင့်မလို့အခုပဲဖုန်းလေးကိုလာဝယ်လိုက်တော့နော်။